အမေရိကန်နိုင်ငံဂျော်ဂျီယာမှာရှိတဲ့အု ောက်သေးဆုံးပြီလို့ကြေညာထားပြီးဖြစ်တဲ့သူနာပြုဆရာမအေဒရီယာနာစမစ်ကကလေးငယ်မွေးပြီလို့ဒီအာကလေးရဲ့အဖွားဖြစ်တဲ့သူကမီဒီယာတွေကိုပြောပြလိုက်ပါတယ်မိခင်ဖြစ်သူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကအုံနောက်သေးဆုံးသွားပြီလို့စေယုံကကြေညာထားပြီးတော့သူ့ကိုဒီအသက်ရှူဆက်နောက်ပြီးတော့နှလုံးခုန်ဆက်စတဲ့ဆက်တွေနဲ့အသက်ဆက်ပေးထားခဲ့တာဖြစ်ပါတယ်ဂျော်ဂျီယာရဲ့ဒီကိုဝင်ဖြတ်ချမှုဆိုင်ရာဥပဒေအရနှလုံးခုန်နေပြီဖြစ်တဲ့ ကလေးကိုဖျက်ချခွင့်မရှိတာကြောင့်အခုလိုမျိုးဆက်တွေနဲ့အသက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူအုံနောက်သေးဆုံးပြီးဒီလေးလာနီးပါးအကြာဒီဂျွန်လ73ရက်နေ့မှာတော့ရမစီပဲမွေးဖွားလာတဲ့ကလေးကပုံမှန်ကလေးတွေထက်နှစ်ပေါင်ရော့နေနေတာကြောင့်သူ့ကိုမွေးကင်းစကလေးအထူးစောင့်ရှောက်ရေးဌာန NICU မှာပြုစုစောင့်ရှောက်ထားရပါတယ်။မိခင်ဖြစ်တဲ့သူဟာအုံနောက်ထဲမှာဒီတွေးခဲ့တဲ့ယောဂါနဲ့အုံနောက်သေးဆုံးသွားခဲ့တာပဲဖြစ်ပါ ါတယ်မိခင်ဖြစ်သူကိုအသက်ဆက်ပေးထားတဲ့ဆက်တွေကိုတော့ကလေးမွေးဖွားပြီးရက်အနည်းငယ်အကြာမှာပဲရက်ဆိုင်လိုက်ပြီးဖြစ်ပါတယ်အဖွားဖြစ်တဲ့သူကတော့ကလေးကျန်းမာရေးကောင်းမွန်လာမယ်လို့မျှော်လင့်နေပြီးတော့ကလေးအတွက်လည်းဆုတောင်းပေးကြဖို့ပန်ကြားထားပါတယ်